မင်္ဂလာပါခင်ဗျာရွှေညာမြေ channel ကနေကြိုဆိုပါရစေချက်ပရိသတ်ကြီးမြမပေရင်နဲ့ဂမ်ဘီယာပညာရဲ့နည်းနည်းလာတဲ့လေ့ဝဲချက်တခုကိုပေါ်ထုတ်ဖို့အချိန်ရောက်ပါပြီဒီနေ့ကြည့်ရှုနားဆင်ရမယ့်အကြောင်းကဘဝစီဘဝလမ်းကြောင်းအစိုးဆုံးကြက်တဲနေတဲ့အချိန်မှာတော့ဂျိုစီဂျွန်နင်းကိုနိုင်ယူပြီးရွှေအောင်လမ်းကြောင်းဖွင့်လည်နေကျွန်တော်ရွှေညာမြေ channel ရဲ့ဗီရင်လက္ခဏာဂမ်ဘီယာပညာသုတေသီဆရာကြီးဦးမြတ်ဆန်ရဲ့240တွေ့ကြုံကနေထုတ်ဖော်မဲ့နေသားအလိုက်စီဘဝတက်ခြင်း တပန်းစင်နီဘာရီလုံးမဲထင်လဲယိုးလေးပါတင့်နေသားဂျိုကိုတီးဖို့ပါ စနေတနင်္ဂနွေတနင်္လာစတဲ့နေသားကိုတီးဖို့ပါပဲနောက်တစ်ခုကယုံကြည်မှုတစ်ခုတည်းပါဒီနေ့လမ်းကိုဘယ်မင်းမြတ်တည်းရလှုပ်ဝဲပညာဖြင့်သိသိထားခဲ့ကြတဲ့နှစ်ပေါင်းထောင်ကျော်ပါပြီအခုချိန်မြင်ရတော့မှာကတင့်အတွက်ပါအတိတ်ကောင်းချင်းစီးပွားမောက်ချင်းကံအားနေခြင်းတွေကိုဘယ်လိုဖြစ်ရှင်းမလဲဒါကိုသိချင်တော့ ကျွန်တော်ရှင်ညမြေ channel ရဲ့ဗီဒီယိုလက္ခဏာကံမြတ်ပညာသူတည်တည်ဆရာကြီးဦးမြတ်ဆန်ဟောပြောမဲ့ဒီဗီဒီယိုလေးကိုဆက်ကြည့်လိုက်ပါခဏရတာဒီမီအားလုံးအဲ့ဒီကြမှာချင်းကိုကြမှာချင်း ਨੇ ပြည်သူနိုင်ငံပါသည်အကြောင်းတွင်ညာမြေ channel မှာတစ်ဆင့်ဗီဒီယိုလက္ခဏာ တံမြတ်ပညာတုတေသည်ဆရာကြီးဦးမြတ်ဆံမနှုတ်ကွန်းဆက်တာပါတယ်စိတ်တော်ကအပူကြီးမှကျင်ဝေးပြီးတကြီးသုံးပါးမှကျော်လွားနိုင်ကြပါသည်ဆရာရဲ့ရှင်ညာမီ channel မှာအဆင့်စီဝါတက်ခြင်းတပန်းခြင်းဆိုတဲ့အစီအစဉ်လေးကနေပြီးတော့ဆက်လက်ပြီးတော့တင်ပြပေးမှာဖြစ်ပါတယ်လူရန်လူရန်ဟာဤဘွားကျင်ညာတယ်ချမ်းသာကျင်ညာတယ် အောင်မြင်ကြတယ်အခက်အခဲတွေကြည့်ကြတယ်ဆိုလို့ရှိလို့ရှိရင်လေပရောဟိတ်လို့ခေါ်တဲ့အေဂျင်စီအရေးစီမှာတွားရောက်ပြီးတော့အကြံဉာဏ်တွေယူကြတယ်သာတာတွေစစ်ဆေးကြတယ်ဒါဓမ္မတာပေါ့ဗျာအဲ့လိုမေးကြမြန်းကြစစ်ဆေးကြတဲ့အခါမှာအချို့လေအမှန်တမ်းမှတော်ကြတတ်ကြသိကြတယ်ဆရာဆရာတွေမှာမင်းမီလို့ဆရာတွေကနေတိုင်းပြုလုပ်လို့ ကြီးပွားသွားကြတဲ့ချမ်းသာသွားကြတဲ့အောင်မြင်သွားကြတဲ့သတ္တရှင်များလည်းရှိတယ်အချို့တချို့သောဆရာတွေရဲ့ပြန်ပြောမှန်းပြောနဲ့ပြောလိုက်တာလေးတွေအဟုတ်မှတ်ပြီးတော့လိုက်လံပြုလုပ်တဲ့အခါမှာကိုရှိတဲ့စီးရဲဥစ္စာလေးတွေပြုတ်သွားတာအချို့ဆိုလို့ရှိလို့ရှိရင်လဲစူပြီးဆောင်ဝင်သားလေးတွေပုံသွားတာရတာတဲ့အမွေလေးတွေပုံသွားတာလေးတွေကြုံကြရတာအဲဒီမဲ့ ်ဆရာတွေအကုန်လုံးကတော့တော်ကြပါတယ်ဘာလို့လဲဆိုတော့အကြောင်းတကားတာအရာတပုတ်စံတစ်ဆရာမှာပညာတစ်မျိုးရှိတာဖြစ်တဲ့အတွက်ဆရာတွေကအကုန်လုံးတော်ကြပါတယ်တဲနဲ့ဆုတ်ပြီးတော့ပက်တာနဲ့ကဲနဲ့ထူတယ်လို့မှောင်းပေါ်တာဒါပဲကွာပါတယ်တဲနဲ့ဆုတ်ပြီးတော့ပက်တာကတော့ဘလိုပဲဟောဟောမှန်တာပေါ့ဗျာဒါပေမဲ့အစီအနေပြုတ်လို့တဲ့အခါမှာတိုင်းဒါလို့ခေါ်တယ် တိုင်းတာလို့ခေါ်တဲ့တန်ကြာကအစီအမိုင်းဆိုင်ရာမှာပြုလုပ်တဲ့အခါမှာတော့အင်မတန်မှအရေးကြီးပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဓာတ်ဆင်တွေတိုက်ရိုက်တယ်ဆိုတာကမှားလို့မရပါဘူးခင်ဗျာ။နော်။ကျွန်တော်တို့ရှေ့မှာပြောလိုက်သူပဲဓာတ်လိုက်လို့တက်ခိုက်ရင်နိုင်ရိုက်တာတဲ့အင်မတန်မှနားပါတယ်။ကျွန်တော်တို့38မိနစ်သောနှက်တွေကျွန်တော်တို့ရိုက်တဲ့အခါမှာကျွန်တော်တို့မမြင်ရတဲ့ပရာလောကလို့ခေါ်တဲ့နှက်တွေက ဂျာဂန်လို့ခေါ်တဲ့နဂရော်တွေကိုအစင်ပုကပ်ပြီးမြင်ရတာဖြစ်တယ်ဖြစ်တယ်ကျွန်တော်တို့မကျေနပ်ဘူးဆိုလို့ချင်းလဲကျွန်တော်ကပြောသလိုကျေနပ်တယ်ဆိုတာလဲကျွန်တော်ကပဲပြောတာပါဟောဒါကြောင့်မလို့အဲ့လိုပြောတဲ့အခါမှာဟောကျွန်တော်တို့ခရရဓာတ်စင်လောက်တာနဲ့မတူပါဘူးခင်ဗျာနော်မတူတဲ့အကြောင်းရင်းလေးတွေအများကြီးရှိပါတယ်အကြောင်းမလို့ဓာတ်ရဓာတ်စင်လောက်တဲ့အခါမှာမားလို့မရပါဘူးခင်ဗျာနော် တိုက်ရိုက်တာတတ်စင်တာတို့ဆိုတာကအချက်ကလေးလွယ်မှားလို့ရှိလို့ရှိအသက်နဲ့ရင်းသွားတတ်ပါတယ်နော်ဘောင်းတော့ကြတော့တတ်ဆိုတာကအင်မတန်မှပြင်းထန်တဲ့အရာတွေပါနော်ကျွန်တော်တို့ပေးတင်ပညာမှာတော့အန်တော်တက်ပြီးဝသေစရေဆိုတဲ့ကလေးတွေရှိပါတယ်ခင်ဗျာအန်တော်ဆိုတာကမိဒကူပြောပါခင်ဗျာတက်ပြီးဆိုတာကမိဒကူပြောတာပါစရေဆိုတာကမိဒကူပြောတယ်ဝင်သေးဆိုတာကလည်းမိဒကူပြောတာပါနော် ကြောင့်မလို့ကျွန်တော်တို့ဓာလေးတွေကိုကျွန်တော်တို့ပြုလုပ်တဲ့အခါမှာကျွန်တော်ရရရီအစီရင်နေအဲ့ဒက်စင်နေလုပ်တဲ့အခါမှာပေဟာကတော့နီးနဲ့ပြုလုပ်တဲ့ပေဟာကတော့ရေနဲ့ပြုလုပ်တဲ့ဒါကတော့အပူဓာတ်ဒါကတော့အေးဓာတ်ဒါကတော့တီဓာတ်ဒါကတော့အုံဓာတ်စသဖြင့်ပေါ့ဗျာတော့ကျွန်တော်တို့ခိုင်မာတောင်းနေခြင်းနဲ့လုပ်ငန်းတွေကိုပြုလုပ်တဲ့အခါမှာတော့ဓာတ်ပေလို့ခေါ်တဲ့ပထဝီဓာတ်ကို ပြုလုပ်ရတာဖြစ်ပါတယ်ခင်ဗျာနော်ဒုံနည်းသူသားပဲတချို့ကိစ္စတွေမှာလင်းလင်းမြန်မြန်နဲ့ပြီးကျင်တာဆိုရင်စရီလို့ခေါ်တဲ့လီဒတ်ကိုပြုလုပ်ရတာပါဘဝမှာအေးချမ်းခြင်းနဲ့အေးမြခြင်းနဲ့ဆိုရင်ဝင်သေးဆိုတဲ့ဒီချက်နဲ့ပြုလုပ်ရတာဖြစ်တဲ့အတွက်တော့ကျွန်တော်တို့အန်တော့ကပေဝင်သေးစေဆိုတဲ့တလေးတွေကိုလည်းဣတိကြကြသိဖို့တော့အင်မတန်အရေးကြီးပါတယ်ခင်ဗျာဒါတွေမသိဘဲနဲ့ရမ်းလုံလို့ရှိလို့ရှိရင်တော့တက်ခိုက်ရင်နိုင်ရကြတယ်နာတတ်ပါတယ်เนาะဒါကြောင့်မလို့ ုနှစ်သားသမီးများကအိကြသေးကြသောတွက်ချက်မှုများနဲ့အလားကျွန်တော်တို့အသိပညာချင်းအတတ်ပညာချင်းကိုမေးတဲ့ဆရာကြီးရဲ့ဒီလသမားကြီးအကျင့်သိက္ခာများကိုရှင်ရှင်သုံးသပ်ပြီးမှမြင်ရကြပါဒါမှသာလေကျွန်တော်တို့ထီရောက်သေးကြသောတွက်ချက်မှုစီရင်မှုအပိုင်းများလည်းရှင်းမှဖြစ်ပါတယ်ဟောဒါကြောင့်မလို့ဝင်ရသားသမီးများအနေနဲ့အားကဆရာဦးမြတ်ဆန်းတို့မှတော်တယ်တတ်တယ်သိတယ်လို့ပြောတာမဟုတ်ပါဘူးခင်ဗျာ အကြောင်းတကာတာတရားတပုတ်ဆန်တစ်ဆရာမှပညာတစ်မျိုးဆိုတာလည်းရှိပါတယ်ခင်ဗျာအဲကျွန်တော်တို့လည်းအများကြီးတော်တဲ့တက်တဲ့သိတဲ့ဆရာတွေလည်းရှိပါတယ်အကြောင်းမလို့မိန်းမတဲ့ကာမှာလည်းဆရာတွေကိုစစ်စစ်ဖို့လိုပါတယ်ခင်ဗျာနော်အကြောင်းမလို့တိုက်ရိုက်တိုက်ဆင်လို့တာကမေးတာကတော့ဆရာနဲ့ပဲမင်းမေးမေးလို့ရပါတယ်ဒါပေမဲ့ရေရာပိုင်းလုပ်တဲ့ကာမှာတိုက်ရိုက်တိုက်ဆင်ပိုင်းလုပ်တဲ့ကာမှာတော့အမြဲတမ်းသတိထားရပါတယ်ခင်ဗျာနော်မားလို့မရပါဘူးမားသွားခဲ့မယ်ဆိုလို့ရှိရင် အဝိုင်းနဲ့ရှိပြီးရောအင်းဒီပိစရတာတွေများတာဖြစ်တဲ့အတွက်ကျွန်တော်တို့တပ်ပန်းစင်တဲ့ကားတိုက်ရိုက်တဲ့ကားဧရိယာတွေအစီအနေပြုလုပ်တဲ့ကားမှာတော့အင်မတန်အရေးကြီးပါတယ်ခင်ဗျာနော်အကြောင်မလို့နော်လာသေးလို့တော့မိတ်နဲ့ရိုက်တယ်ပြန်သေးလို့တော့ရန်နဲ့တိုက်အကြောင်မလို့တိုက်တတ်စင်ဟာအခါပေးခြင်းနော်အချိန်ဒီအခါဒီပြကြဖို့လိုပါတယ်ခင်ဗျာနော်နှက်ကတ်ဒီနော်တိကြဖို့လိုပါတယ်အဝင်းနှက်ကတ်တို့အကတ် ထွက်နဲ့ကတ်ကဘက်နဲ့ကတ်เนาะအချိန်ကောင်းတော့အခါကောင်းเนาะကျွန်တော်တို့အဲ့ဒါတွေကမတိကြမတိကြလို့ရှိလို့ရှိဘဝမှာလွှဲချော်မှုတွေဖြစ်သွားတယ်အင်မတန်မှအန္တရာယ်များပါတယ်ခင်ဗျเนาะအကြောင်းမလို့တချို့ကိစ္စတွေမှာအလားတချို့ကကိုယ်နဲ့မတည်လားသည်တည်လားသည်ခရားမှာဆရာကြီးကဘာပန်းထိုးပါသလိုထိုးလိုက်တယ်ဒါပေမဲ့အကျိုးလိုလိုညောင်ရီလောင်းတာအဲ့လောင်းတဲ့ရေကရနှွေးဖြစ်နေလို့ရှိအပင်ဟာမရှင်သန်မဲနဲ့တည်တတ်ပါလေခင်ဗျာနော်အကြောင်းမလို့ဘဝမှာ ပြန်ဆိုခြင်းချစ်စီတတ်တဲ့အခါကြီးလဲကြုံစီတတ်ပါလေ။အကြောင်းမလို့အတိတ်ကောင်းလို့နမိတ်ကောင်းလို့ဆိုအရင်အရေးကြီးပါတယ်ခင်ဗျာနော်။ကြောင်းမလို့ဆရာဦးမြတ်ဆန်ကတော့ကျမ်းကိုထောက်ပြီးတော့ပဲလမ်းဖောက်ပြီးမှဖြစ်ပါတယ်။ကျမ်းအကူကားလေးနဲ့ရှေ့ဆရာဆရာတွေရဲ့အသိပညာအတတ်ပညာအတွေ့အကြုံပညာဆရာတို့ရဲ့ဟောပြောခဲ့တဲ့အတွေ့အကြုံတွေဒါရိုက်တာဆင်လုပ်ပေးခဲ့တဲ့အတွေ့အကြုံတွေအဲ့ဒီဟာလေးတွေနဲ့ပေါင်းစပ်ပြီးတော့မှ ဆရာတို့ကတော့ဟောပြောပြီးမှဖြစ်ပါတယ်ခင်ဗျာနော်ဆရာဦးမြတ်ဆောင်ကိုမေးချင်တဲ့ဆိုရင်လေရွှေညာမြေ channel မှာတစ်ဆင့်ပုံဆက်ပြီးတော့အင်းများနိုင်ပါတယ်ခင်ဗျာနော်ဟုတ်ပါတယ်ဒါကြောင့်မလို့ဒါရက်တက်ဆင်ကအရင်အရေးကြီးပါတယ်ခင်ဗျာနော်ဓာတ်ကိုပိုင်းမှာနှက်ကိုနိုင်တယ်တဲ့နှက်ကိုနိုင်မှဝိဇ္ဇာမတဲ့ဝိဇ္ဇာမမှာလူရရပါတယ်တဲ့နော်အကြောင်းမလို့ဓာတ်ဆိုတာအင်မတန်အရေးကြီးပါတယ်ခင်ဗျာနော်အတိတိတဲ့တဲ့နော်ကျွန်တော်တို့ကဘာဥစ္စာတွေအတိုင်းရင်းမြေလေးမိဆိုတဲ့တက်တည်ရှိခဲ့ပြီးသားပါခင်ဗျာ အကြောင်းမလို့သူ့ရဲ့မူလတက်တွေကိုလည်းပြောက်ပြက်လို့မရပါဘူးခင်ဗျနော်အဲ့တော့မူလတက်တွေကောင်းမှသာလင်လေဒါကျွန်တော်တို့ဒုက္ကနာကုန်နဲ့ဘာလို့ပတ်သက်လဲလို့ပြောလို့ရှိရင်ပတ်သက်ပါတယ်ဒုက္ကနာကုန်ထဲမှာလည်း C1 သွေးလေးဓာတ်လေးတွေတဲ့ဒုက္ကနာကုန်ထဲမှာလည်းဓာတ်က၄ပါးရှိပါတယ်ခင်ဗျနော်ဒါကျွန်တော်တို့စီးချုပ်တယ်ဆိုရင်ဘုဒ္ဓဆိုတဲ့ရုပ်ကိုပျက်စီးတဲ့ဆိုလို့ဓာတ်ချုပ်တယ်ဆိုရင်လည်းဘုဒ္ဓဆိုတဲ့ရုပ်ကပျက်စီးစီးတတ်ပါတယ်တခုခုကပျက်စီးပြီဆိုရင်တခုခုကအာကြီးသွားတတ်ပါတယ်အကြောင်းမလို့ခန္ဓာကိုယ်ရဲ့ အားတွေကမခံနိုင်တတ်ပါဘူးခင်ဗျာအကြောင်းမလို့ဘဝမှာကံကောင်းခြင်းဖြစ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဓာတ်ရခြင်းတက်ဆင်ခြင်းတွေပရိသားပြီးတော့လုပ်စေခြင်းပါလေနော်အကြောင်းမလို့လေကြုံလည်းမလိုက်နဲ့တဲ့ပြောတိုင်းလည်းမယုံနဲ့တဲ့ဘဝမှာကိုယ်ကြုံမှယုံမှတဲ့ကိုယ်တို့ကြုံမှယုံမှပေါ့ဗျာနော်အလူလေးလည်းရှိပါတယ်ခင်ဗျာနော်အကြောင်းမလို့တနင်္လာသားတယောက်ကဒါကျွန်တော်တို့ဒီတစ်ပတ်မှာတော့ဒီကြက်ကြက်ဘက်ကကျွန်တော်တို့တနင်္ဂနွေပြောသလိုဒီတစ်ပတ်မှာတော့တနင်္လာသားတယောက်ပါတဲ့နော် ကိုယ့်ရဲ့ကံတရားပေါ့ကံအကောင်းဆုံးအချိန်ကံအမြင့်ဆုံးအချိန်ပေါ့အဲ့ဒီအချိန်ဟာကျွန်တော်တင်းလာတာတယောက်ဟာကြာတာပြင်းနေကိုလောက်ပါကိုယ့်ရဲ့အောင်မြင်ခြင်းတွေဖြစ်စီတတ်ပါတယ်နော်ကြာတာပြင်းနေမှာတင်းလာတာဟာကိုယ့်ရဲ့အောင်မြင်မှုအတွက်ကိုစတင်ပြီးလုပ်ငန်းတွေအကောင့်တွေပေါ်ပါခင်ဗျစီးပွားရေးလူမှုရေးပေါ့နော်အားလုံးအကြောင်းအကောင့်တွေပေါ်ပါခင်ဗျနော် အစသာရအောင်မြင်စီတတ်ပါတယ်နော်ဘုံဤသူသာပဲတင်းလာတာသမီးတယောက်ဟာတဲ့နော်ယနေ့ကလေးနေမှာ အကောင့်တွေပေါ်လို့ရှိရင်စီးပွားရေးလုပ်ငန်းတွေလည်းအောင်မြင်စေတတ်ပါလေ။နော်ကျွန်တော်တို့စတူရှယ်ယာကိစ္စ၊ကုမ္ပဏီကိစ္စနော်အဲ့ဒီလိုလုပ်ငန်းမျိုးတွေလုပ်ရင်လည်းအောင်မြင်စေတတ်ပါလေ။နော်ကျွန်တော်တို့တနင်္လာသားတယောက်ဟာဂျာတာပေးနေမှာလုပ်ရင်တော့ကျွန်တော်တို့ခရီးကိစ္စတွေအောင်မြင်စေတတ်ပါလေ။အကြံစီကိစ္စတွေအောင်မြင်စေတတ်ပါလေ။စတင်ပြီးလုပ်ဆောင်ရင်အမှန်တန်ကောင်းပါလေခင်ဗျာ။ဂျာတာပေးနေရအင်ဂျာနေလည်းဖြစ်ပါလေ။ပတ်သက်ဝီတက်နေလည်းဖြစ်ပါလေခင်ဗျာနော်။အဲ့တော့ ။တနင်္ဂနွေနေ့ကတော့အောင်တက်စင်းတဲ့နေ့စီးပွားရေးလုပ်ငန်းတွေအောင်မြင်စေတတ်တဲ့နေ့လို့ခေါ်ပါတယ်ခင်ဗျာ။နော်။အမြင့်ကိုရေလောင်းတဲ့အဲ့ဒီနေ့ကကျွန်တော်တို့တနင်္လာရဲ့အမြင့်ကျုပ်ဖြစ်တဲ့တနင်္ဂနွေနေ့ကလည်းကျွန်တော်ရေလောင်းပေါင်းသိမ်းပြီးတော့စတင်ပြီးလှုပ်ဆောင်ပို့အောင်မြင်စေတတ်တဲ့နေ့ဖြစ်ပါတယ်ခင်ဗျာ။နော်။ပုံနည်းတူသွားပဲကျွန်တော်တို့ဗုဒ္ဓဘုန်းနေ့ပေါ့။ဟုတ်တယ်ဘုန်းကြီးကတော့အိမ်တော်ကြီးကိစ္စတွေအခြေရေးကိစ္စတွေလူငယ်များတော်တော်အခြေရေးပေါ့ဗျာကျွန်တော်လူလက်ပိုင်းနဲ့လူကြီးများတော်တော်အိမ်တော်ကြီးပေါ့ဟုတ်သူနဲ့လှုပ်တဲ့လုပ်ငန်းတွေအဲ့ဒီနေကိုလှုပ်ပါခင်ဗျာနော် ဲ့ဒီဗုဒ္ဓဘူးနေ့ကိုပဲကျွန်တော်တို့အကြီးဆုံးကြီးမားသောလုပ်ငန်းတွေလှုပ်ဆောင်တော့မယ်ဆိုလို့ရှိရင်ဗုဒ္ဓဘူးနေ့ကိုပဲကျွန်တော်တို့၁၀နာရီခွဲရနေပြီတော့၁၀နာရီကျော်အချိန်ပြီပေါ့အခါကောင်းအချိန်ကောင်းပေါ့အဲ့ဒီအချိန်ကိုလုပ်ရင်လေပို့ပြီးတော့အောင်မြင်စီတတ်ပါတယ်ခင်ဗျာနော်အဲ့တော့ကနေလာတာဗုဒ္ဓဘူးနေ့လုပ်ရင်ကျွန်တော်တို့ပထမအချိန်ကဗုဒ္ဓဘူးနေ့၆နာရီရနေ၇နာရီခွဲတော့ပထမအချိန်တက်စင်ကြီးနေလုပ်ပါနော် ဒုတိယအချင်းကတော့ကျွန်တော်10နာရီခွဲကနေ17နာရီအတွင်းလုပ်ပါအဲ့ဒါဆိုရင်ကိုယ့်ရဲ့ကြံစည်ကြီးလုပ်ငန်းတွေအောင်မြင်စေတတ်ပါတယ်ခင်ဗျာနော်အဲ့တော့တနင်္လာသာသမီတရားပါတဲ့ကျွန်တော်တို့ဘာပဲလုပ်လို့ကျွန်တော်တို့အလားထမင်းလေးပေါ့ဆန်ပေါ့ထမင်းလေးကိုကျွန်တော်စီစမ်းစားပြုပြီးထမင်းစီစမ်းလေးကိုဆွတ်တော့ကပ်ပြီးမှလုပ်ပါခင်ဗျာအဲ့ဒါဆိုရင်ပိုအောင်မြင်စေတတ်ပါတယ်နော်တနင်္လာသာတယောက်ကနော်ကျွန်တော်တို့ဆွတ်တော့ကပ်တဲ့အခါပါတဲ့ အညို့ကျွန်တော်ဖရားမှာလှူရတယ်ဆိုတဲ့အတွက်ကျွန်တော်ခမင်းကိုစီစမ်းပြီးတော့စီစမ်းစားပြုပြီးတော့ဖရားမှာဆွတော့ကပ်ပြီးမှလုပ်ပါခင်ဗျာဒါဆိုပို့ပြီးတော့အောင်မြင်စေတတ်ပါတယ်အဲ့တော့တရားဒသနာပတ်သက်လို့ရှိရင်နောက် channel ဒီမှာလဲပြီးကြတော့အပြင်ပြီးကြတော့တွက်ချက်မများနဲ့ဆက်လက်ပြီးတော့ရွှေညာမြေ channel မှာတစ်ဆင့်ဆရာဦးမြတ်ဆန်ရဲ့ကျွန်တော်တို့ဤရင်ဟောစံများကိုပြင်ပြပေးမှဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးလို့ခမရသာသမီများအောင် ။တက်ကြီးသုံးမမကြော်လာပြီးအေးပြရီငွေးကွာကြပါသည်။ဒီနေ့ဒီရက်ကစပြီးတော့လိုအပ်သောဆန္ဒများပြေဝကြပါသည်။